သူတို့ရဲ့တတ်မှတ်ချက်တကူဟာ fighting ထိုးနိုင်တယ်ဟာအမေပြောနိုင်တယ်ဟာရန်တွေးနိုင်တယ်ဟာမဆိုး idea ဒီ line နဲ့ကိုကတဖြည်းဖြည်းနဲ့ရောက်ရောက်သွားပြီးတော့အဲ fighting fighting line ဖြစ်သွားတာအဲ fighting main theme ဆိုအဲ့လိုမျိုးကြီးဖြစ်သွားတာအဲဆွာတယ်ဒီကောင်မဟာခေါ်ထားလိုက်ဟာဒါဒီလိုဆိုအမြဲတမ်းကိုကနောက်ကြံခဲ့လို့ထောက်ရီထုံးဆိုလူသိမ့်မသိကြအောင်ဆွာတယ်တော်တော်လေးဆွာတယ် line ပေါ်မှာလည်းဆွာတယ်အပြင်မှာလည်းဆွာတယ်သူလူတိုင်းရောဆွာတာမဟုတ်ဘူးပေါင်းကြည့်ပါလားဟိုအဲအခုကြည့်နေတဲ့ပြိတ္တောက်ကြီးရောမမအောင်ပေါင်းကြည့်အရန်ချစ်ဖို့ကောင်းတယ် ကောကောကောဘာလို့ရတော့မလို့တော့ဟိုပြောမယ်ဆိုရင်ခစ်ခစ်ကြီးရလေအဲ့လိုလာဆဲတော့ကြာသည်လားဖြစ်စတော့ထုတ်ရတော့လေတုံတော့ဘူးမှလာမဆဲကြဘူးဆယ်လီဖြစ်မှာဆိုလို့လေအမှုပညာသမားဆယ်လီဖြစ်ကအရန်ရှက်တယ်အစ်စ်ကလေဟိုဆယ်လီတွေကအမှုပညာသမားဖြစ်ကတာဘာမှမဖြစ်ဘူးအမှုပညာသမားအစ်စ်မှန်ကဆယ်လီဖြစ်ကမှာအရန်ရှက်တယ်ဒါမှမဟုတ်အဲ့ဆယ်လီတွေကိုအမှုပညာမှာအရင်ချင်းရှိလာလို့လာလောက်ခိုင်းတရာမှာ90လောက်ပဲရှိတယ်ဆယ်လီဆိုတဲ့အရာမျိုးအများကြီးပေါ့နော်တွားလို့ရတာပေါ့ဒါမှမဟုတ်ညီမတို့တွားလို့ရတယ် ဒါပေမဲ့ညီမလို့မလုပ်ဘူးရှက်လို့ဒီနေ့ရိုက်ခွင်းလေးရဟွာဟွာပေါ့အမှုပညာရင်ဖွင့်တမ်းပါပေါ့နော်ကိုအရင်ကဘောနော်ရိုက်ခဲ့တဲ့ကားကြီးဘယ်နှကားရှိလဲဒါမှကြတော့ဒီတမီးဒီအမှုပညာလောကကိုမရောက်ခင်ကဘာတွေလုပ်ခဲ့လဲဒါကြောင့်အတွေ့အကြုံတွေပေါ့နော်ဒီမှာရင်ဖွင့်ပြီးတော့ပြောပြတာပါမမဟုတ်ကဲ့ပါဟုတ်ဒါအဆက်ဆိုလို့ရှိရင်လည်းနေပရိသတ်တီဟုတ်ကဲ့ ဒီဘက်အရှင်ကားတိုက်တဲ့လူတွေဆိုတာတော်တော်သိခဲ့ကြရတယ်လို့ဟုတ်ကဲ့မအဲ့ချိန်တော့အမတရားလေးတွေပေါ့အရင်ဆုံးလေးနည်းနည်းလေးပေါ့ပြပြပေးပါဦးဟုတ်ကဲ့အဲ့ဒီအချိန်ဟောကြတော့အမှတ်တရတွေကတော့များစွာရှိတာပေါ့နော်အဲ့ဒီအများကြီးတွေမှာပြောပြရမယ်ဆိုလို့ရှိရင်ဟိုပြောရမယ် fighting ထိုးတာပေါ့အကွာ fighting ထိုးတော့ fighting ကအမှတ်တရများတယ်လေဟို fighting ထိုးတဲ့အချိန်မှာပြောရမယ်ဆိုဟာသလာလုံးတဲ့လူတွေရှိတယ်ဟို fighting ထိုးနေပြီထိုးလိုက်ပြီအဲ့လူကလဲပြီ ဲ့ရောက်သူကလည်းသူ့ရုပ်ကမပါဘူးကိုယ့်ရုပ်ကပဲကျန်တော့အဲ့ချိန်မှာအောက်ကလဲတဲ့လူကဟိဆိုကြီးပြလို့ရှိရင်ကိုကမနေနိုင်ဘူးကိုကြီးမိတယ်အဲ့ဒါတွေပေါ့နော်ဟိုပြောရမယ်ဆိုကိုလူတွေကလူချမ်းတွေကကိုကိုချစ်တာကိုချစ်တော့အဲ့လိုမျိုးတွေလိုက်ပြီးတော့စကြနောက်ကြတဲ့ဟာတွေရှိပါတယ်ထိမိခိုက်မိတာတွေလည်းရှိတာပေါ့ဒါပေမဲ့ထိမိခိုက်မိတာတွေကကြတော့ဒါမတော်လို့ဖြစ်တာတွေရှိတာပေါ့နော်တကယ်လဲထိုးတဲ့ဟာလည်းရှိပါတယ်ဟုတ် အစလည်းကိုကလည်းဟိုလှလှပပလေးပဲတရုပ်ဆောင်နေတာပါဒီအရှင်ပိုင်းရင်လို့တော့ရွေးခဲ့တာတော့မဟုတ်ဘူးလှလှပပလေးပဲကိုကတရုပ်ဆောင်နေဒါပေမဲ့တွိုင်းတွိုင်းနဲ့ဟိုပေါ့နော်ကိုရွေးချယ်တဲ့လမ်းတော့မဟုတ်ဘူးပေါ့နော်ဟိုအမှုပညာဆိုတော့ဘာပဲဖြစ်ဖြစ်ရိုက်ရမယ်ဆိုတော့သူတို့ကနေပြီးတော့ဒါရိုက်ပါလားဖိုက်တင်လေးဒါထိုးလိုက်ပါလားဆိုတော့အော်ထိုးဆိုလို့လေထိုးပေးလိုက်တာပဲဟိုပြောဆိုလို့ပြောပေးလိုက်တာနောက်ဆုံးသူတို့ရဲ့တတ်မှတ်ချက်တကူကဟာဖိုက်တင်ထိုးနိုင်နေဟာအမေပြောနိုင်နေဟိုရန်တွေးနိုင်နေဟာမဆိုးအိုက်ဒီဒီ line နဲ့ကိုကတဖြည်းဖြည်းနဲ့ရောက်ရောက်သွားပြီးတော့အဲဖိုက်တင်ဖိုက်တင် လိုင်းဖြစ်သွားတာအဲ vitamin B ဆိုအဲ့လိုမျိုးကြီးဖြစ်သွားတာဟုတ်ကဲ့မမဟုတ်ပါတော့ထိုးရစီကအဲ့လိုသင်တန်းတွေဘာကြီးတက်ခဲ့ဘူးလားဘယ်လိုလေးရှိလဲဟုတ်ကဲ့သင်တန်းတက်ဖူပါတယ်ဟိုဟာသင်တန်းကကြတော့ဟိုဟာဒါရိုက်တာလည်းဖြစ်တယ်ဟိုလူချိုင်းလည်းဖြစ်တဲ့ဆရာကြီးဥဆော့လင်ပေါ့နော်ဥဆော့လင်ရှင်မအဲ့ဆရာကကြတော့စင်ကာပူထီထောင်သွားပြီးတော့သူကဒီဒီသွားပြီးတော့ပြိုင်ထားတာတွေဘာရှိတာပေါ့နော်သူကနေပြီးတော့ပဲဒီဘန်တိုပေါ့ညီမညီမဘန်တိုတင်ထားတာပေါ့ကိုကကိုကတော့တကယ်အပြင်မှာရန်ပြီပြီဆိုဘန်တိုတွေဘန်ရှိတွေမသိဘူးနီးရနဲ့ကောက်စော်ပလိုက်တာပဲဘန်တိုလည်းမသိဘန်ရှိလည်းမသိဟော စွာတယ်စွာစွာတယ်ထတ်တယ်ဟိုမဟုတ်မခံပေါ့ဟိုဟာစွာလုံးလို့အမှုပညာလောကမှာဟိုထောက်ရီထိုးဆိုလို့ရှိရင်သူလဲရင်သူလဲဆိုအဲ့ဒါစွာလို့ဘာဖြစ်စွာလို့နောက်ကြံခဲ့တာပေါ့ပြောရမယ်ဆိုမစွာပဲနဲ့လေပြုံးပြီးရည်ပြီးတော့အခုနောက်ပိုင်းမှတော့ပြုံးလာတာတိလားညီမလေးကအရင်ကတော့အရန်စွာတာစွာတော့ဟာစွာတယ်ဒီကောင်မဟာခေါ်ထားလိုက်အာဒါဒီလိုဆိုအမြဲတမ်းကိုကနောက်ကျန်ခဲ့လို့ထောက်ရီထုံးဆိုလူသိမ့်မသိကြဘူး။သိခံတယ် အဲ့လိုအတွေးမျိုးလဲတွေးမှုတယ်ဒါပေမဲ့တခါတလေကြရင်ပေါ့နော်ဟိုသီးခတ်နေဆိုတဲ့အတိုင်းတာတွေဆုံးသွားလို့ပောက်ကွဲလာလို့ရှိလို့ရှင်ဟာ तू ကထုတ်ရတော့ဒီပုံစံပဲလေ तू ဒလိုပဲလေဆိုတဲ့ဟာကြီးကဖြစ်ဖြစ်သွားအောင်သီးခတ်နေအတိုင်းတာတစ်ခုတည်းရတော့သီးခတ်နေအသီးခတ်နေအတိုင်းတာကြော်ရရင်ကွာသာ favorite ဆိုတော့အရင်ကတော့ favorite ခက်တော့မဟုတ်ဘူးပေါ့နော်အခုနောက်ပဲ favorite ခင်ပါဆိုရင်ဟာတိ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 ဆိုပြီးတော့အဲ့ဒါတင်လိုက်ပြီ లై မဟုတ်အဲ့ဒါကြာအာနေဘာလို့တင်တာလဲအဲ့လိုဆိုနေငက်လိုက်မယ်နေအဲ့လိုတွေမလုံးနဲ့ဆိုတော့ငငငငငမသိဘူး

နေပွဲဒီမှာကရဆိုတာပေါ့စွန့်အောင်ဟာဆယ်လူဒီမီဒီယာမှာဖြေခဲ့သလိုပေါ့ရုပ်ရည်ရလည်းမရှိဘူးအရက်မောင်းရလည်းမရှိဘူးမရှိတဲ့ခါကျတော့ကိုကတရုပ်ဆောင်ဆိုတဲ့ခါကျတော့ဟို performance တစ်ခုပေါ့နော် performance တစ်ခုနဲ့ပဲဟိုကသူကဒန်းဒန်းဆိုတော့တီးလုံးနေရာမှာကိုကဒန်းလိုက်တာပဲရွာလိုက်တာပဲသူများဟာဘာဖြစ်လဲဆဲဆဲမဆဲဆဲကိုကအဓိကတီးလုံးလာပြီဆိုတာနဲ့အဲ့တီးလုံးပေါ်မှာကိုကခံစားချက်ကမျောပြီးတော့ကိုကသွားတာပဲမသိဘူးဆဲတဲ့လူကနောက်မှပြောတဲ့လူကနောက်မှကိုကမျောပြီးသွားပြီးသွားပြီးဆိုပြီးသွားပြီးကပြီးသွားပြီးရွာပြီးသွားပြီး ြောမယ်ဆိုရင်ခစ်ခစ်ကြီးရလေးအဲ့လိုလာစဲ့တော့ကြာသည်လား ဖြစ်စတော့ထောက်ရီတော့လေတုံတော့ဘူးမှလာမဆဲကြဘူးဆယ်လီဖြစ်မှာစို့လို့လေသိလားအဲလာဆဲစေချင်တာအဲ့လိုလာဆဲလိုက်လို့ရှိလို့ရှိရင်ဘာဖြစ်လဲဆိုငါငါလာဆဲပြီးရာမသိကြအောင်ဆောင်လဲငါလာဆဲပြီးပေါ့ငါပြန်ဆဲငါပြန်ဆဲဟာဒီကောင်ကပြန်ဆဲတယ်ဆိုပြန်မဆဲမှာစို့လို့အဆဲခံချင်တာဆယ်လီဖြစ်စင်တယ်လို့တော့မဟုတ်ဘောနော်ကိုကလောက်လာတဲ့တက်တဲ့ရောက်ရှင်ရောက်ရှင်ရိုက်လာတာက14နှစ်15နှစ်အခုဆိုရင်16နှစ်ထဲကိုပြောရမယ်ဆိုအသက်တည်အောင်တွက်လို့ရနေပြီအဲ့လောက်ထဲကိုဝင်လာပြီဒါပေမဲ့လူကထောက်တည်ဆိုမသိကြဘူးအဲ့တော့ဆယ်လီတွေကိုကပြန်ပြီးအားကြမလို့ဖြစ်တော့ ငါဆယ်လီဖြစ်ရင်ကောင်းပါပဲတခါကြလို့ရှင်တချင်းဆိုဘွေးချိတ်တယ်ကိုကြီးညီမလေးတို့ရောပေါ့နော်ညာကြီးဘလောက်ဘလောက်ပေါ့နော်တချင်းဆိုတာပေးပါအဲ့ဒါဆယ်လီတွေပဲရတယ်ညီမလေးတွေညီမလေးတေးရောက်ဆောင်ခေါင်းဆောင်နဲ့ဘလောက်ရိုက်ခဲ့ရောက်ခဲ့တယ်ဘလောက်ရိုက်ခဲ့မရဘူးလေညီမလေးအဲ့ဂျေးကိုရချင်လို့ရှင်ညီမလေးဆယ်လီဖြစ်အောင်လုပ်ကိုရဟိုညီမလေးလေးခေါင်းဆောင်နဲ့ရိုက်ထားတာဘယ်နဲ့ကားပါညီမလေးကိုမသိတာတော့ဟုတ်ပါလေကိုကြီးအဲ့လိုမျိုးဟိုအလောက်ကြီးတော့မလောက်ပါနဲ့မှတ်နေပါနဲ့ဆိုလေမရဘူးဆိုတခါချင်းလေဆယ်လီအရန်ဖြစ်ချင်တာတေယုတ်ဆောင်ကနေပြီးတော့လေဆယ်လီကိုခုန်ဖြစ်ချင်တာ မဲ့ဆယ်လီဖြစ်ကတော့လွယ်တယ်ဒါပေမဲ့ဖြစ်ကမှာကိုလည်းရှက်တယ်ဘာကြောင့်လဲဆိုတော့အနုပညာသမားဆယ်လီဖြစ်ကအရန်ရှက်တယ်အစ်စ်ကလေဟိုဆယ်လီတွေကအနုပညာသမားဖြစ်ကတာဘာမှမဖြစ်ဘူးအနုပညာသမားအစ်စ်မှန်ကဆယ်လီဖြစ်ကမှာအရန်ရှက်တယ် အဖေတို့ကတော့အထက်တောင်ပို့ကားစီခြင်းတယ်ပေါ့နော်အမေတို့ကအထက်တောင်ပို့ပြီးတော့ကိုယ်လုတ်စီခြင်းတော့ကိုယ်လုတ်တာတော့မှနဲတယ်လို့တော့မှထင်တာကိုပြောရမယ်ဆိုရင်ရိုင်းရိုင်းပြောကိုနည်းနည်းကမြင်းနေရတော့မှသမီးနဲတယ်လို့တော့မှအဲ့လိုမျိုးဖေတို့ကထင်တာဟိုပြောရမယ်ဆိုအရန်ဖြစ်စီခြင်းတာငါသမီးကိုအရန်ပါကိုကိုရိုင်ုံကဟိုကတော့တော့မယုသိစကရွာကျင်လို့ကတာလည်းမဟုတ်ဘူးဒီအနုပညာဆိုတဲ့ တချင်းလာရင်ကိုမကပဲနဲ့ကိုမနေနိုင်တာတီလုံးတန်ကြရင်ကနေရမှာအိမ်မှာဟင်းချက်နေရင်တီလုံးတန်ကြလို့ရှိရင်ဘာဟင်းမှမချက်တော့ကနေတာအဖေရောတမီရောခါကြရင်လှီးနေရင်လည်းကတာဒါဒါဒါဆိုအဲ့လိုမျိုးကနေရတော့ဘာမှတော့ဟိုစိတ်ချမှာပေါ့နော်ဖေဖေတို့ကတားမြစ်ချင်းလည်းမရှိပါဘူးဟုတ်ကဲ့ဘလိုလေးဖြစ်လာလဲဆိုတော့ရှင်မတ်ထဲမှာတော့ကိုတက်ရောက်ထဲရဲ့ခန်းစားကြတော့မဟုတ်ဘူးအနုပညာသမားအစစ်မှန်နေနဲ့စုံတွေ့တဲ့အခါမှာဒီလိုစကားမျိုးပြောမိတယ်ပေါ့ပြောမိတဲ့အခါမှာ ဒီစကားပဲထွက်လာတယ်ဆွမ်းတော်ကညီမလေးပြောသလိုပေါ့ဆယ်လီဖြစ်ကတာအရန်လွယ်တယ်ဟိုပြောမယ်ဆိုလို့ရှိရင်မဟုတ်တဲ့စကားတစ်ခုကိုပေါ့နော်ပြောလိုက်မယ်ပေါ့ဟိုအခုဆိုရင်အခုညီမကအခုအင်တာဗျူးနေချိန်မှာညီမမဟုတ်တာတစ်ခုပြောလိုက်မယ်ဆိုရင်လူကမဟုတ်တာပြောရင်မဖြစ်နိုင်တာယူပြောရင်လူကဝင်ဆဲကြမှာဝင်ရေးကြမှာပဲကွန်မန့်တွေဝင်ရေးတာများရင်ဆဲတာများရင်ဒါကတော့ဒါဒီလူကဟိုအမှုပညာကြောင့်ကြော်ကြတာတော့မဟုတ်ဘူးဒီဟာတွေကနေပြီးတော့ view တွေများလို့ light တွေများပြီးတော့လူသိပြီးတော့ sell ပြီးဖြစ်တာပဲရှိတယ်အဲ့တော့ကိုအမှုပညာသမားအစစ်မှန်တွေက ခန်းစားချက်ကတူတဲ့အခါကျတော့ဆဲလီမဖြစ်ချင်ဘူးအဆဲလေးမခန့်ချင်ဘူးဆဲလီမဖြစ်ရင်နေပါစေထမင်းမဆားရရင်နေပါစေအမှုပညာကိုပဲလှုပ်ချင်တယ်ဆိုတဲ့လူတွေများလာတဲ့အခါမှာဟိုဘယ်လိုပြောမလဲဆိုဆဲလီဒီအနောက်မှာကြံခဲ့ရတာပေါ့ဆဲဟိုရေမထက်မှာတော့မခန့်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဆဲလီဒီအနောက်မှာပဲနေရတဲ့သဘောရှိတာပေါ့ဒါပေမဲ့အဲ့ဆဲလီတွေကိုအမှုပညာမှာအရေးရှိရှိလားလို့လာလောက်ခိုင်းတရာမှာ90လောက်ပဲရှိတယ်တချို့အမှုပညာသမားတွေ ဟိုကဆယ်လီတွေအမှုပညာဆယ်လီဆယ်လီတွေလည်းအမှုပညာလုံးနိုင်တဲ့လူတွေရှိပါတယ်အခုဆိုအဲမတ်အီတို့ဘာလို့ဆိုအာအရန်ကြိုက်တယ်ညီမဆိုလေ तू အမြဲတမ်းဝင်ဝင်ကြည့်တယ်အရန်မိုက်တယ်ဘာဖြစ်ဆိုတော့ तू အမှုပညာအရန်မြောက်တယ်ကြော်ညာတွေကို तू ဝင်လိုက်တဲ့အခါမှာ तू ဘယ်လိုဟာကိုဟိုဘယ်လိုပြောမလဲဆိုတော့ message ပေးခြင်းနဲ့ဟာတစ်ခုပေါ်မှာ तू ရအောင် तू တွားပြီးတော့လေဘာမဆောက်ချင်လောက် तू လောက်သွား तू idea တွေအရန်ကြိုက်တယ်အဲပေါ့နော်အဲ့လိုဟာလေးတွေရှိတယ်တချို့ လုံတော့လုံတယ်ဆယ်လီအော်ပြီးတော့အဲ့ဒီကင်မရာရှေ့မှာ view ပြည်နေဟာဆိုတော့ဘာလဲကြည့်လိုက်ဘာမှလည်းမဟုတ်ဘူးကင်မရာရှေ့မှာ view ပြည်မဟုတ်တာလေးလို့ဟိုအဝိကိုရိုက်ဒီအဝိကိုရိုက်တာဘသူမှထိခက်လို့လည်းစိတ်မရှိဘူးဘာကြောင့်ဆယ်လီသူအော်ဒါမဲ့သူတို့ဆယ်လီဖြစ်တာတခုရှိတာပေါ့နော်အမျိုးသားတယောက်ဒီအမျိုးသမီးဖြစ်သွားရင်လူတွေကကြည့်ကြတယ်အမျိုးသမီးတယောက်ဒီအမျိုးသားလို့နေလို့ရှိရင်လူတွေကြည့်ကြတယ်ပေါ့နော်အဲ့ဒီပုံမှာဟိုပြောမှတော့လူတွေကြည့်ကျင်လောက်အောင်ဟိုပြောမှဆိုတော့ဘတ်မဆောက်ကျင်လောက်အောင်ကြည့်လိုက်တာနဲ့ဖြစ်သွားတဲ့အရာမျိုးလေးတွေပေါ့နော်လိုက်လုပ်လို့ရတာပေါ့ဆယ်လီဆိုတဲ့အရာမျိုးအများကြီးပေါ့နော် သွားလို့ရတာပေါ့ဒါပေမဲ့ညီမတို့သွားလို့ရတယ်ဒါပေမဲ့ညီမတို့မလုပ်ဘူးရှက်လို့ဒါပေမဲ့သူ့ဘာသူဆယ်လေးဖြစ်သွားတော့မတက်နိုင်ဘူးဆဲကျင်လည်းမတက်နိုင်ဘူးဒါပေမဲ့ကိုကတော့အဲ့လိုမျိုးတိတက်ကြီးကိုခိုင်းခွဲပြီးတော့မသွားကျင်တာပါဟုတ်ကဲ့ရှိရမှာရှိတယ်ညီမက Golden Finger ဆိုပြီးတော့ Juju Channel လေးထောင်လာတာပေါ့ဟို Juju Channel ထောင်လာတဲ့ခါကျတော့အခုဟာဒီ စီယုံကိုသွားပြီးတော့ဗောနော်ဒီတင်ရအောင်ပဲဗောနော် channel နဲ့ပတ်သက်ပြီးတော့ရိုက်ထားတဲ့ဟာကြီးလည်းရှိတယ်ဟိုပေါက်လဲပေါက်ထားတယ်ဗောဒါညမကပေါက်တယ်လို့တော့ပြောတာတော့မဟုတ်ပါဘူးဟိုဟာတီရှူတဲ့သူကတော့တက်တသမ8တန်းကိုဘာလို့လဲတော့အဲ့လိုမျိုးဖြစ်သွားပြီဗောနော် channel လေးကအဲ့ဒီ channel ကနေပဲဆက်ပြီးတော့ညမဆက်ပြီးတော့ရိုက်ဖို့ဒီအမှန်ဆိုရိုက်မယ်ရိုက်မယ်နဲ့ကိုရိုက်မယ်ကြံလိုက်လို့ရှိရင်ငလင်ရလောက်လိုက်ပြန်ပြီဟို3လရက်နေရိုက်တော့မယ်ငလင်ရလောက်ပဲဟိုကိုရိုက်မယ်လို့မပြောရသလောက်မမရေပြောမယ် ရိုက်မယ်ဆိုတာနဲ့ဖြစ်တာခါကျငါကံရပဲမကောင်းလာလားမသိလို့ငါရိုက်မယ်လို့တဲနောက်ဟေးနောက်တပတ်ခါဆိုတဲပြီးဆိုငလင်လောက်တယ်အခုဆိုမပြောရဲသလောက်ပဲအခုငလင်လောက်သွားတယ်ရိုက်မို့ရိုက်ခံနေမှာပဲငလင်လောက်သွားတယ်အခုနောက်နည်းနည်းလေးပပလေးလောက်လေရိုက်ခံနေအဲ့တော့ကိုရိုက်ဖို့မပြောရဲဘူးဒါပေမဲ့ဒီတစ်ခါငလင်လောက်လေရိုက်တော့မယ်လို့တဲထားတဲ့ဟာတော့မရွှေ့တော့ဘူးဆိုပြီးတော့လေဟိုဆက်တော့ရိုက်နေတယ်ကိုရဲ့ဒီဟိုဟာပေါ့ပြောမယ် YouTube channel ရနေပဲကိုဇတိုက်ပဲကိုသွားဖို့အစီအစဉ်ရှိပါတယ်ပညာဘေးပဲသွားကျင်တယ်ပေါ့နော်ဟိုတချို့ဟာတွေကကြတော့ စဉ်းစားရပေါ့နော်ဟိုပတ်စံအနေထားတစ်ခုပေါ့ဟိုနည်းနည်းပေါ့ပေါ့ပါပါနဲ့ပတ်စံရသွားတဲ့ဟာတွေရှိတယ်ဥမာပေါ့နော်7မိနစ်နဲ့မင်းဒီ YouTube မှာမင်း7မိနစ်နဲ့မင်းပတ်စံဝင်နေဆိုရင်အဲ့7မိနစ်မှာဟိုပေါ့ပေါ့လောလောနဲ့ပြောမှသာဟာသားရိုက်သွားတာရှိမယ်အချစ်ဆက်လန်းကိုမဟုတ်တာလေးတွေဒီနိုင်ငံခြားနေပြီးတော့ဟိုဟိုပေါ့နော် copy ကူးလာပြီးတော့ပေါ့နော်အဲ့ဟာသားလေးတွေရိုက်သွားတယ်အဲ့လိုတွေမရိုက်ချင်ဘူးပညာပေးကိုထိထိမိမိနဲ့လူတွေကိုပြကျင်တာရှိတယ်ဟိုမလုံသိမလုံမလုံထိုက်တဲ့အရာမပြုတ်သိတဲ့အရာ ဟောပြပညာပေးကိုတိတက်အောင်သွားကျင်တယ်ဒါတခုတည်းမဟုတ်ဘူးဟောပြပြဆိုမိဘကိုစော်ရတာလည်းတခုတည်းမဟုတ်ဘူးတခုအမျိုးမျိုးပညာပေးအမျိုးမျိုးကိုဘောင်းဆောင်အနေနဲ့အမျိုးပေါ့နော်ရိုက်သွားကျင်တယ်ရိုက်လဲရိုက်သွားမှာပါအစီအစဉ်လည်းရှိပါတယ်မပါတမီးကပြောမယ်ဆိုလို့ရှင်တော့အနုပညာလုံတက်ကတော့15နှစ်ကြော်ကြော်လောက်တော့ရှိပြီပေါ့ဟိုငငယ်ဟွာပေါ့နည်းနည်းဟွာ19 20လောက်တည်းကစပြီးတော့လုတ်ခဲ့တာပေါ့နော်အဲ့ပါ ဒီအချိန်လောက်ဆိုရင်တော့အသက်ကလည်း30ကျော်35ဝန်းကျင်လောက်လည်းဖြစ်လာပြီဆိုတော့ဒါပေမဲ့35ဆိုပေမဲ့လည်းကိုစူးစမ်းရင်စူးစမ်းတော့လောက်ကိုလုံးလုံးလောက်တော့လောက်ကလည်းရသေးတာပေါ့အဲ့တော့တမီးဆက်ပြီးတော့ fighting ကြိုက်တဲ့လူလည်းတမီး fighting ဘိုင်းနဲ့လည်းတမီးသွားပေးမယ်နောက်ကြလို့ရှိရင် drama ကြိုက် drama အကုန်လုံးရတာဘောင်းစုံနဲ့ဟိုတခုတည်းကိုတိတက်မဟုတ်ဖဲနဲ့ဟိုပြောမယ်တမီးရဲ့ channel ရကနေတမီးရဲ့ကိုပိုင် channel ရကနေပြီးတော့တမီးရတာဘောင်းစုံနဲ့ထုံးလင်းသွားမယ်နောက်ကြတော့တမီး channel ထောင်းလေဆိုတော့ ရည်ရွယ်ချက်တစ်ခုကလည်းပြောမယ်ဆိုရင်အမှုပညာသမားပြောမယ်ဆိုမရိုက်ရသေးတဲ့ထမင်းမဆားရတော့သူတွေကိုတမီးခေါ်ပြီးထမင်းကြွေးကျင်တာလည်းပါတယ်အဲ့အဲ့တော့လည်းတမီး channel ထောင်းပြီးတော့တမီးအလုံးလုံးချင်တာလည်းပါတယ်ပေါ့နော်အားလုံးကိုတမီးခေါ်ပြီးတော့တမီးအမှုပညာတွေကိုချပြသွားမယ်အကုန်လုံးကိုလည်းတမီးဒီအမှုပညာတွေကိုဒီကနေပြီးတော့ချပြသွားလို့ရအောင်လို့ခေါ်ပြီးတော့ရိုက်သွားပါမယ်လို့အားပစ်ကြပါအောင်လို့တမီးကိုလည်းတမီးရဲ့ channel လေးကတော့ golden finger ထောက်ဝတီးဆိုပြီးတော့ဖွင့်ထားပါတယ်လို့